pigeon pigeon သတမမီတို့ကိုဒီနေ့ပြောပြဖို့ရွေးထားတဲ့အကောင်လေးကလည်းသတမမီတို့သိသီးသားအကောင်လေးပါပဲ။ဘာကောင်လေးလဲဆိုတော့ခိုလေးတွေအကြောင်းပဲဖြစ်ပါတယ်။ခိုလေးတွေကဘယ်တော့မှလမ်းပြောက်မသွားနိုင်တဲ့ငှက်လေးတွေဖြစ်ပါတယ်။ခိုလေးတွေဟာအိမ်ပြန်လမ်းကိုအလွယ်တကူသိနိုင်ပါတယ်။သူတို့ဟာကမ္ဘာတန်လိုက်ဆက်ကွင်းနဲ့နေရာတွေကိုမှတ်မိနိုင်ပြီးမိုင်ပေါင်းများစွာဝေးတဲ့နေရာတွေကနေတော့အိမ်ကိုပြန်နိုင်ပါတယ်။ ိုလေးတွေရဲ့နောက်ထပ်ထူးခြားချက်က노တိုက်ကျွေးနိုင်တဲ့ညှက်လေးတွေဖြစ်ပါတယ်။ခိုမလေးတွေဟာလေချောင်းအိတ်ထဲကနေနို့လိုအရေကိုသားပေါက်လေးတွေကိုတိုက်ကျွေးပါတယ်တာဟာတခြားငှက်တွေနဲ့မတူတဲ့ထူးခြားချက်ပဲဖြစ်ပါတယ်ခိုလေးတွေဟာသမိုင်းတလျှောက်စာပို့တဲ့သူတွေဖြစ်ပါတယ်တဲ့ရှေးခေတ်ကလေးကလူတွေဟာခိုတွေကိုစာပို့ဖို့အသုံးပြုခဲ့ကြပါတယ်တဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာခိုတွေဟာအရေးကြီးတဲ့စာတွေကိုပို့ဆောင်ပေးခဲ့ပါတယ် ိုလေးတွေဟာလည်းအယောင်ဆောင်နဲ့ညှက်တွေဖြစ်ပါတယ်။ခိုလေးတွေမှာမီးခိုးရောင်အဖြူရောင်အနီရောင်အညိုရောင် အစရှိတဲ့အယောင်အမျိုးမျိုးရှိပါတယ်။တချို့ခိုတွေမှာအမွှေးအတောင်လှလှပပလေးတွေလည်းရှိပါတယ်။ခိုလေးတွေဟာမြို့ပြညှက်တွေဖြစ်ပါတယ်။ခိုတွေဟာမြို့ကြီးတွေမှာအများဆုံးတွေ့ရတဲ့ညှက်တွေဖြစ်ပါတယ်။ပန်းချံတွေအဆောက်အဦတွေရဲ့အမိုးပေါ်မှာအစာရှာလေးရှိပါတယ်။ ဖို့တကောင်ဟာတနအီကိုမိုင်90 60အထိပြန်နိုင်ပြီးတော့ဖို့ရှိခစ်ကလေးကလူတွေနဲ့အတူနေထိုင်ခဲ့ပါတယ်တဲ့ဖို့လေးတွေကိုတော့ဆန်စိတ်ပြောင်းဖို့စိတ်လေးတွေကြွေးပြီးမိတ်ဆွေဖွဲ့နိုင်ပါတယ်တဲ့ကဲအခုခိုလေးတွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်နော်ဖို့ရှိခစ်ကခိုလေးတွေကလူတွေအတွက်ဘာလုပ်ပြီးခဲ့လဲတဲ့အရေးကြီးတဲ့စာတွေကိုပို့ဆောင်ပေးတယ်နှစ်လူတွေအတွက်ဈေးဝယ်ပေးတယ် ုံအစရှာပေးတယ်။အရေးကြီးတဲ့စာတွေကိုပို့ဆောင်ပေးရဲဆိုရင်တော့တကမီမီကိုရွေးထားတဲ့အဖြစ်လေးမှတ်ပါရနော်။ကဲနောက်ထပ်အကောင့်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်။